။နိုင်နေရကြတော့ဗာဖြေရမှာလဲဆိုရင်စတားပုတ်စာလေးဖြေရမှာနော်။ဘာလို့ရမှာလဲဆိုလို့ရှင်သူကဒီလိုလေးပေးထားတယ်ဒီစတားနေရမှာဝတ်သက်ရစာချောင်းကို1နှစ်3လေးအားလုံးကိုဒီ၄ကွက်ကွက်လက်၄ကွက်ထဲမှာပြန်စီထည့်ရမှာ။အဲ့တော့ပြန်စီထည့်ပြီးတော့စတားနေရမှာကြာမဲ့နံပါတ်ကအဖြေမှန်အဲ့ဆိုတော့အဖြေပေါ့နော်အဲ့ဒါကိုအဖြေမှာချက်ပေးရမှာဒီပုံစံလေးပေးထားတယ်ဒါနမူနာပုံစံပေါ့နော်အဲ့တော့ခဘန်းနဲ့ခဘန်းဆိုတာဘာကြီးတော့ အလွယ်အိတ်ကိုပြောတာလေနော်အဲ့ဆိုတော့ခါဘန်းပေးထားတယ်ပြီးလို့ရှိရင်အနောက်မှာရှိတဲ့ဟာလေးကဘာကြီးတော့ရှိတယ် အာလီပါစရာကရှိတယ်ပေါ့နော်အဲ့ဆိုတော့တက်ရှိတော့လေစတားပုတ်စာဖြည့်မယ်ဆိုလို့ရှိရင်လောက်ရမှာက၃ခုရှိတယ်ပေါ့အရင်ဆုံးပထမတစ်ခုကလေစာချောင်းကိုကြည့်လိုက်ကြည့်လိုက်ပြီးရတယ်စာချောင်းရဲ့အရှိနဲ့အနောက်ကိုအရင်ကြည့်ကြည့်ပေါ့နော်ဆိုတော့တစ်ခါတလေဆိုဒီလိုစာချောင်းဆိုလို့ရှိရင်နောက်ဆုံးမှာဘာနဲ့စုံနေရလဲအရှိမှာဘာနဲ့စနေရလဲအဲ့ဆိုတော့အရှိအနောက်ကိုကြည့်ပြီးတော့မှတို့အရှိမှာလိုက်ရမယ့်ဟာတွေကိုအရင်စဉ်းစားပြီးဖြည့်ထည့်လိုက်လေရတယ် အဲ့ဒါနံပါတ်၁ချက်စာကြောင်းရဲ့ရှေ့ဆုံးကြည့်မယ်နောက်ဆုံးကိုအရင်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့တစ်ခါတလေဆိုရှေ့ဆုံးနောက်ဆုံးမှာလိုက်ရမယ့်ဟာကကိုတိနေပြီးသားပုံစံလေးတွေကဝင်နေတယ်ဆိုလို့ရှိရင်အဟောက်အရင်ဖြည့်ထည့်လိုက်ရင်ဒီလေးလုံးလေးကနေမှတစ်လုံးနှလုံးလောက်ညော့သွားတာပေါ့အဲ့လိုမျိုးအရင်စီထည့်လို့ရတယ်နောက်တစ်ခုကကြောက်တော့လေဘာလုပ်ကြည့်ရလဲဆိုရင်ဘာသာဘာသာပြန်ကြည့်လို့ရတယ်ဆိုတော့ကိုပေးထားတဲ့ဟာလေးတွေကိုအောက်မှာကိုကအကျမ်းမော်နော်ဘာသာလေးတွေလိုက်ပြန်ကြည့်ပြီးလို့ရှိရင်အဲ့ဒီဘာသာပြန်ထားတဲ့အတိုင်းပဲစီပြီးတော့ထည့်တာ အဲ့လိုမျိုးလည်းရတယ်ပေါ့နော်ဆိုတော့နောက်တစ်တစ်ခုကကြတော့လေကိုတင်လာတဲ့ grammar ပုံစံတွေကိုစဉ်းစားပြီးတော့မှဖြည့်ထည့်တာဆိုတော့ဒီဟာဆိုလို့ရှိရင်ဝတ္တရှိတို့နမူနာကြည့်ကြည့်မယ်ဆိုရင်ခါပန်းအိတ်အိတ်ဆိုတာကဘာလဲဆိုတော့နောင်လေနော်ဒါစာကြောင်းရဲ့အရှိကိုအရင်ကြည့်လိုက်တာနောက်နောက်တစ်ခုအနောက်မှာကကြတော့ ကားအရင်မှာဝလက်ကရှိတယ်ဒီလိုပုံစံလေးအဲ့ဆိုဒီမှာဝတ္တရှိတို့ကအရှိရနေစပြီးအရင်ထဲ့မယ်ဆိုလို့ရှင်ခါဘန်းဒီနာအဲ့ဆိုတော့အောက်ကိုကြည့်လိုက်မယ်ခါဘန်းနံပါတ်1က site ဖူးတယ်ခါဘန်း site ဖူးအဲ့လိုမျိုးထဲ့လို့ရလားမရပါဘူးမရဘူးလေနော်နောက်တစ်ခုနံပါတ်2ကပါတီကယ်က not အဲ့ဆိုတော့လွယ်အိတ်ပြီးလို့ရှိရင်ပါတီကယ် now ရဲ့နောက်မှာပါတီကယ် not ဆက်လို့ရတယ်လေနော်နောက်တစ်ခုဒီဟာကလည်း now ကြီးပဲ not ကလည်း now ပဲခါဘက် not ကလည်းမရဘူး ကာဗန်နော့ဆိုရသေးတယ်နောက်တစ်ခုနီရှိတယ်ကာဗန်နီဆိုတော့ကာဗန်နီဆိုလို့ရှိရင်လည်းဒါပါတီကယ်ကနီကကြတော့နောင်ရဲ့နောက်မှာလိုက်တာပေါ့ဒါပေမဲ့သူကကြတော့မြန်သာဖြစ်တော့နေရနောင်နေရနောက်မှာလိုက်တာလीနော်နေရမှာဒီလိုသွားတာအဲ့ဆိုတော့ပါတီကယ်နှလုံးရှိတယ်နောင်ရဲ့နောက်မှာလိုက်မှဒီလေပါတီကယ်တွေပဲလိုက်မှာနှုတ်နဲ့အနီးနဲ့နှစ်ခုရှိနေတယ်မြတ်စွာဘုရားဘယ်ဟာအဆင်ပြေမယ်ထင်လဲဒီနံပါတ်1အကွက်မှာဖြေဖို့ နော်ကာဗန်နော်တဲ့ကာဗန်နိဘာအဆင်ပြေမယ်ထင်လဲနော်ကာဗန်ဆိုကာဗန်နော်အဲ့ဆိုတော့ကာဗန်နော်ဆိုတော့ဒါနမနှစ်ဝင်သွားပြီကာဗန်နော်နောင်ရဲ့နော်ရဲ့ရှိရဒီနောက်မှာလိုက်ရမယ်ဟာပါတီကယ်ထက်လာမယ်ထင်လားနောင်လာမယ်ထင်လားဒီကွက်ကနောင်မဲလာမလေးနော်အဲ့ဆိုတော့ကာဗန်နော်နမနှစ်ပြီးသွားပြီအဲ့ဆိုတော့ဂျန်နာဒီ1ရယ်3ရယ်4ရယ်3ခုဂျန်နေ ဆိုတော့သုံးခု channel ထဲမှာနံပါတ်၄က particle ဆိုတော့ particle နောက်မှာ particle ကတော့မလိုက်ဘူးလေနော်ဒီမှာတော့မလိုက်ဘူးပေါ့နော်ဆိုတော့မလိုက်တဲ့အတွက်ကြောင့်မလို့ now ရဲ့နှစ်ခုကြားထဲမှာဘာနဲ့စတာဆိုတော့ no နဲ့စတာဖြစ်တဲ့ကြောင့်မလို့ carbon not နံပါတ်၁ now ဒီ site ဖူးတယ် carbon not site ဖူးအဆင်ပြေမယ်လို့ထင်လားမပြေဘူးလေเนาะဆိုတော့ carbon တော့ site ဖူးကမပြေဘူးဆိုတော့ carbon တော့နံပါတ်3ရဲ့ now ကကြတော့ naga ဆိုတော့ carbon တော့ naga တဲ့အဆင်ပြေမယ်ထင်လားပြပါတယ် ကဲအဲ့ဆိုမြန်မာလိုဘာသာပြန်ကြည့်ရင်ဘယ်လိုမျိုးထွက်လာမှာလဲ။လွယ်အေးရဲ့အထဲပေါ့နော်။အဲ့တော့လွယ်အေးရဲ့အထဲ။အဲ့ဆိုတော့နောင်မဲအထဲရဲ့နောင်အဲ့ဆိုတော့နောင်ရဲ့နောင်မှာထက်လာမှသည်ဘာလာမှာလဲဆိုတော့ပါတီကယ်ဖြစ်ရတော့မှာ။ဟုတ်တယ်ဟော။အဲ့ဆိုတော့လွယ်အေးရဲ့အထဲပတ်စံအိမ်မရဘူး။ကြံမာသည်နှစ်ခုပဲကျွန်တော်မှာ။နာကလည်းပြီးသွားပြီ။နော့လည်းပြီးသွားပြီ။စိုက်ဖို့ကြံမယ်၊နှိကြံမယ်။အဲ့ဆိုတော့ ဒီစတားမှာကဘာဖြစ်ရမလဲဆိုတာစဉ်းစားရုံပဲဗောနော်အဲ့တော့လွယ်အိတ်ရဲ့အထဲပတ်စံအိတ်လွယ်အိတ်ရဲ့အထဲနိဆိုရင်မှားမှားအဲ့တော့လွယ်အိတ်ရဲ့အထဲပတ်စံအိတ်လားလွယ်အိတ်ရဲ့အထဲမှားလားလွယ်အိတ်ရဲ့အထဲလွယ်အိတ်ရဲ့အထဲမှားဖြစ်တဲ့အတွက်ကြောင့်မလို့စတားနေရာမှာဖြစ်ရမယ့်နံပါတ်3ညွန်ပန်းရမယ်နော်ဆိုတော့လွယ်အေးရဲ့အထဲမှာတဲ့နောက်တစ်ခု ကျွန်တော်ကျန်နာဒီတစ်ခုပဲကျွန်တော်တယ် saifu pasan 8ကအာဒီမတ်အဲ့တော့လွယ်အိတ်ထဲမှာပတ်စံအိတ်ကရှိတယ်အဲ့ဆိုတော့ဒီထဲမှာဖြည့်ရမယ့်ဟာဒီ1 3 4 1အဲ့ဆိုတော့စတားနေရာမှာကြားတဲ့နံပါတ်ဒီပဲနံပါတ်လဲဆိုရင်ယွန်းပန်ရမလား ဲဆိုတော့ယွန်းဘတ်ဖြစ်တဲ့အတွက်ကြောင့်မလို့စတားနေရာ မှာထည့်ရမယ်နံပါတ်ကိုဘာလုပ်ပြရမှာလဲဆိုရင်ခူရိုခူနူရီမဆိုတာကအမဲချဲ့ပေးတဲ့အဲဆိုတော့အဖြေမန်ကစတားနေရာမှာကြားတဲ့ဟာဒီယွန်းဘန်ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဝါတရှိတို့ကဒီမှာယွန်းကိုချဲ့ထားပေးတာဖြစ်လားဘာကုန်းတော့လဲမမရှင်းနိုင်ရှိလားယင် ရှိပါဘူးရှိဘူးနော်အဲ့ဆိုတော့ဘာသာရှိတော့ဒီစတားပု္ပ္ပာတွေဖတ်မင်းဆိုရင်ပထမဆုံးတစ်ခုပါလုံးပါလဲဆိုတော့စာကြောင်းရဲ့အရှိနဲ့အနောက်ကိုတစ်ချက်ကြည့်ကြည့်လိုက်မယ်ကြည့်ပြီးတော့အဲ့ဒီမှာဖြည့်ရမယ့်ဟာလေးတွေကိုအရင်စဉ်းစားပြီးဖြည့်သွားပြီးတော့မှတဆင်ချင်းစီဖြည့်သွားလို့ရတယ်ဆိုတော့ပြရတဲ့တစ်ခါတည်းပေါ့နော်မြန်မာလိုမပြန်သေးဘူးဆိုရင် grammar ပုံစံတွေလိုက်ရှာမှာဆိုတော့ noun ဆိုရင် noun တော့ noun ဒီလိုလေးတွေပေါ့နော်ဆိုတော့ပြီးလို့ရှိရင် ni တို့ particle ni တို့ no တို့ဒီ noun ရဲ့နောက်မှာကတ်တယ်ဒီလိုဟာလေးတွေကိုတစ်ခါတည်းစီပြီးတော့မှဖြည့်ကြည့်ရမှာတစ်ခုချင်းစီ ဆိုတော့အကြောင်းရှင်းနောက်ကိုကြည့် grammar ပုံစံလေးကိုစဉ်းစားလိုက်ပြီးအဲ့လိုဖြစ်အဲအဲ့ဒါပြီးလို့ရှိရင်ဘာသာပြန်ကြည့်လဲရတယ်ပေါ့နော်ဆိုတော့ဘာသာပြန်ကြည့်ပြီးတော့လည်းဖြေကြည့်မယ်နော်ပြီးလို့ရှိရင်အဲ့တော့တရှိတို့ဒီဟာနားလေတယ်ဆိုအောက်ကပုံစံလေးတွေကိုဖြေကြည့်ရအောင်ဆိုတော့16ကြည့်ကြည့်မယ်ရှုခူဒိုင်ကလေရှုခူဒိုင်ကဆိုတာကအင်းစာအင်းစာအဲအင်းစာကပါတီကေကပါတယ်လေနော်ဆိုတော့အင်းစာကတဲ့နောက်တစ်ခုဤရုဆိုပြီးတော့ဆုံးနေတယ် အဲ့ဆိုတော့ e ru ဆိုပြီးတော့ဆုံးရယ်เนาะအနောက်မှာအဲ့ဆိုကြည့်ကြည့်ရအောင်နံပါတ်1ကကြတော့ sample ရှိရောလို့ပေးထားတယ်နံပါတ်3က kho an o တဲ့ owa tara တဲ့ to omote တဲ့အဲ့ဆိုတော့私တို့သိပြီးသား e ru က by e ru ပဲရှိရအောင်အရှိမတဲ့ e ru ပဲရှိရအောင်အဲ့ဆိုတော့1နဲ့3လေးထဲမှာဘယ်ဟာလိုက်ရမယ်ထင်လဲ e ru ရဲ့အရှိမ ယွန်းပန်အဲယွန်းပန်လိုက်ရမှာဟုတ်တယ်ဟုတ်ဆိုရမယ်နော်ဆိုတော့ယွန်းပန်ထည့်လိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်ပါလဲတို့အိုမိုတဲဤလူတခုရသွားပြီရလားအဲ့ဒါနော်အဲ့ဆိုတခုရသွားပြီအဲ့ဆိုဘယ်နှခုကြံမှာ၃ခုကြံမယ်နံပါတ်၁တဲ့စမ်ပိုးရှိရော ရှိရောဆိုတာဘာလို့စမ်ပိုးရှိရောစာရအောင်စာရအောင်အဲ့ဆိုဘာခဲချိန်လာတာတော့ ecoke ecoke so ecoke တဲ့နောင်းရလဲတည်ရဲ့ omo te iru ရဲ့အရှိမာကပါခဲလိုက်တာတော့ ecoke ecoke လိုက်တာလीเนาะအဲ့ဆိုတော့ ecoke တော့ omo te iru အဲ့ဆိုတော့ grammar ပုံစံရနေပြီဆိုလို့ရှိရင်လည်းအဲ့မှာတချောင်းဘာဖြစ်သွားရတော့ရသွားပြီတခုထည့်ရမယ်ဟာတည်သွားပြီအဲ့ဆိုတော့ ecoke တော့ omo te iru အဲ့ဆိုဒီစတားနေရမှာဘာဖြစ်မှာတော့ sample ချီပဲချီပဲခင်ဗျာရလားအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီအပြာမှာပုံစံအလိုက်လေးနော် echo sample shio to omote imasu လမ်းလျှောက်မယ်လို့တွေးထားတယ်လမ်းလျှောက်မယ်လို့စိတ်ကူးထားတယ်အဲ့ဆိုရင်ဒီမှာဆိုလို့ရှိရင်လေအားလုံးတော့ဖတ်เสียရမလို့တော့စတားနေရာမှာအဖြေတွေ့သွားပြီ ဟုတ်တယ်ဟုတ်ဒါပေမဲ့ဝသက်ရှိတော့ဖက်ကြည့်လိုက်မယ်လေနော်အားလုံးကိုစီပြီးတော့ထည့်ကြည့်လိုက်မယ်ချက်တကယ်လို့မြတ်တာကွာစာမေးပွဲမှာအရင်အချိန်လုနေရတယ်ဆိုလို့ရှင်နော်စတားနေရကိစ္စတော့တေချာသွားတယ်ဆိုမြတ်ဆန်တို့ကြော်သွားလိုက်လို့ရပြီ ဆမ်းမပွဲကြအချိန်လူဖြေရတာလေနော်ဆိုတော့အသေးချာပေါက်ပိုင်နေဆိုရင်ကြော်သွားခဲ့လို့ရပြီကွာအဖြေရပြီဆိုအဲ့ဟာအရင်မစင်းစားတော့ပဲနဲ့လေနော်အဲ့လိုမျိုးလှုပ်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့အချိန်ရှော့လိုက်တဲ့နည်းပေါ့နော်ကိုပတ်တက်ကိုပိုင်နေလို့ခံစားရရင်လေနော်ဆိုတော့အဲ့လိုမှမဟုတ်ရင်တော့အလုံးလိုက်ဖက်ကြည့်ရမှာအဲ့ဆိုကြည့်ကြည့်ရတခုတွေ့သွားပြီနံပါတ်1နံပါတ်4ရရသွားပြီကျန်လာသည်3ရ2ရပဲကျန်တော့မှာအဲ့လိုကြည့်ကြည့်အောင်ရှီကိုဒိုင်ကတဲ့အိဇာကတဲ့နံပါတ်3ကိုဖြည့်ကြည့်မယ်အိဇာကပန်းချံကိုလေစီလျော်လား မစီလီယောအဲ့ဆိုရင်နံပါတ်1ပဲဖြည့်မှရတော့မှာပေါ့အဲ့ဆိုတော့အိဇာကတဲ့နံပါတ်1ကိုဖြည့်လိုက်မယ်ဆိုရင်ဘလို့ပါတာအတိတ်ပဲဖြစ်သွားမှာနော်ပြီးသွားပြီပြီးသွားရင်အိဇာကပြီးသွားရင်အဲ့ဆိုကြံလာသည်၃ပဲရှိတော့မယ်ခိုးအန်ကိုပန်းကြံကိုစံပိုရှိရောတော့အမှုတဲ့ရောဒီခါလေးကြောက်လို့ရှိရင်မြန်မာလိုပါတာပြန်ကြည့်ပြီးရင်ဟိုစာချောင်းကိုပြန်ဖတ်ကြည့်အောင်ရှခုဒိုင်ကဝတာရာ 公园哦，散步需要多么的，就说这边路拍景嘞，先出外面，密码路拍景嘞，把它变那个地，一路没有走路线的，买没？真的把买的，你路帮我哩，呀啦。အဲ့ဆိုတော့ဒီမှာဆိုရင်1 3 4တခါတည်းစီလီယောဝိုင်းမြန်မာဂျပန်လိုဖက်ကြည့်လဲမထောက်ဘူးမြန်မာလိုဘာသာပြန်ကြည့်မယ်ဆိုလဲအိဇာကပြီးသွားခဲ့ရင်ပန်းချံကိုလမ်းလျှောက်မယ်လို့တွေးထားတယ်ကွတီပဲ ့ဆိုတော့စတားနေရာမှာကြားတဲ့နံပါတ်တီအချိဘန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဝါသရှိတို့အဝိုင်းချေပေးရမှာအမဲချေပေးရမှာဒီဘယ်နံပါတ်မှာချေပေးရမှာတော့အချိအချိဘန်မှာချေပေးမှာရလားတော့ဟုတ်ရှင်းလားရှိလားရှိပါဘူးရှိရောเนาะအဲ့ဆိုရင်ဝါသရှိတို့